မင်္ဂလာပါအလဲပင်ရုပ်တံရဲ့ဇူလိုင်လ1ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံဘူယာတီးယားပြည်နယ်ရှိမြစ်ထားဆက်ယုံနဲ့လေရင်ဆက်ယုံများကြားပူးပေါင်းဆောင်ရွက်ရန်အလားအလာရှိကြောင်းနတ်ဆက်ကဥက္ကရာပြောကြားဆွဲတဲ့ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားသည့်နိုင်ငံခြားငွေများအနက်ဒေါ်လာ3.89တိန်းကျော်အား ဆက်သုံးစီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချဆွဲတယ်။ Israel နှင့်ဆက်နရက်ကြာစစ်ပွဲအတွင်းလူပေါင်း935ဦးသေဆုံးခဲ့ဟုအီရန်ထုတ်ပြန်ဆွဲတယ်။အင်ဒါဟိုပြည်နယ်မှာမိသက်သမားများကိုချောင်းမြောင်းပစ်ခတ်ခဲ့သူယုံကြည်ရသူ၏ရုပ်အလောင်းကိုအာဏာပိုင်များတွေ့ရှိဆွဲတယ်။အထက်မှာအန်ဘူမိုဆက်ရှိဖို့မဖြစ်နိုင်လို့ Brandbox အတီးပြုဆွဲတဲ့အစရှိတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥဆုံးတဲ့တဲ့ပုံနေနဲ့မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံဘူယာတီးယားပြည်နယ်ရှိမီးရထားဆက်ယုံနှင့်လေရင်ဆက်ယုံများကြားပူးပေါင်းဆောင်ရွက်ရန်အလားအလာရှိကြောင်း NASA ကဥက္ကဋ္ဌပြောကြားဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံဘူယာတီးယားပြည်နယ်ရှိမီးရထားဆက်ယုံနှင့်လေရင်ဆက်ယုံများကြားပူးပေါင်းဆောင်ရွက်ဖို့အလားအလာရှိကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါရယ်ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘိုရာတရားပြည်နယ်ဥလန်ဥဒဲ MV အာဇတ်မိရထားစကောင်းနဲ့ရထားတွဲပြုပြင်ရေးစရံကိုရောက်ရှိလေ့လာစဉ်မှာ၎င်းနဲ့ဘိုရာတရားပြည်နယ်ပြည်နယ်အကြီးအကဲတို့ဟာဘိုရာတရားကနေ Arigat ATV TV ကုန်းတို့အပါအဝင်ဒေသခံမီဒီယာတွေရဲ့မြင်းမြတ်မှုတွေကိုပြန်လည်ဖြေကြားရမှာ NASA ကဥက္ကဋ္ဌကအထပ်ပါတိုင်းထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒီနေ့လာကြည့်တဲ့မြရထားစက်ရုံလုပ်ငန်းအပအဝင်အစောပိုင်းကလင်းရင်စက်ရုံလဲတွားကြည့်ခဲ့တယ်။ဒါတွေကတော့နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အလားအလာရှိတဲ့နေရာတွေဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်ဘုရားတရားမှာလည်းဒီပြည်နယ်ကဗုဒ္ဓဘာသာကိုးကွယ်တဲ့ပြည်နယ်သူပြည်နယ်သားတွေရှိတယ်။မြန်မာနိုင်ငံကလည်းဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မှုတွေကအလားအလာတွေရှိတယ်။နောက်ကျမ်းမာရေးနဲ့ပတ်သက်တာတွေရှိတယ်။နောက်ဝင်ကြီးချုပ်ကမ်းလှမ်းထားတဲ့ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ကမ်းလှမ်းချက်လည်းရှိရလို့၎င်းကပြောပါရယ်။ဒါအပြင် ညာရေးအတွက်ပူးပေါင်းဆောင်ရွက်မှုတွေလည်းရှိလာမှာဖြစ်ပြီးစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်းဆွေးနွေးပြီးဆောင်ရွက်သွားဖို့ရှိလိမ့်မှာဖြစ်ကြောင်းနဲ့ဆောင်ရွက်ဖို့နေပေများစွာရှိကြောင်း၎င်းကဆက်ပြောပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားသည့်နိုင်ငံခြားငွေများအနက်ဒေါ်လာ3.00003ကျော်အား73စီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ဗဟိုဘဏ်က FX Trading မှ CMB ကုမ္ပဏီတွေထံကနေ ဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေနဲ့ဒေါ်လာ3.8000သိန်းကျော်ကို73စီတင်သွင်းတဲ့ကုမ္ပဏီတွေထံဇွန်30ရက်ကရောင်းချခဲ့ပါတယ်။ ဒါပြင် FA Trading မှာတခြားကုန်စည်တင်သွင်းတဲ့ကုမ္ပဏီတွေကိုဒေါ်လာ6သိန်းကျော်ကိုစုံ30ရက်ကရောင်းချခဲ့ပါတယ်။ FA Trading မှာဘိုးဘန်ကရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10သန်းအနက်ဒေါ်လာ9သိန်းကိုတခြားကုန်စည်တွေတင်သွင်းတဲ့ကုမ္ပဏီတွေကိုစုံ28ရက်ကရောင်းချပေးခဲ့ပါတယ်။ဒါအပြင် FA Trading မှာ CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအနက်ဒေါ်လာ8.45သိန်းကျော်ကိုစားသုံးစည်တင်သွင်းတဲ့ကုမ္ပဏီတွေကိုရောင်းချပေးခဲ့ပါတယ်။ ဘိုဘန်က FA Trading မှာ CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအနက်ဒေါ်လာ1.40တန်းကျော်ကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုဇွန်25ရက်ကရောင်းချပေးခဲ့ပါတယ်။ FA Trading မှာမြန်မာနိုင်ငံတော်ဘိုဟိုဘန်ကရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10တန်းအနက်ဒေါ်လာ5.00သိန်းကျော်ကိုတခြားကုန်စည်တွေတင်သွင်းတဲ့ကုမ္ပဏီတွေကိုရောင်းချပေးခဲ့ကြောင်းဇွန်19ရက်မှာထုတ်ပြန်ထားပါတယ်။ ဒါပြင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ33တန်ရောင်းချပေးမယ်လို့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အစ္စရေးနဲ့စစ်နယ်ကြာစစ်ပွဲအတွင်းလူပေါင်း935ဦးသေဆုံးခဲ့ဟုအီရန်ထုတ်ပြန်ဆွေးနွေးတင်ကိုတင်ဆက်ပေးပါမယ်။စစ်နယ်ကြာအစ္စရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းသေဆုံးသူ935ဦးရှိတယ်လို့အီရန်တရားရေးအာဏာပိုင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးက ဇွန်30ရက်မှာပြောဆိုကြောင်းအီရန်နိုင်ငံပိုင်း IRN ကကြေညာခဲ့ပါတယ်။တေဆုံးသူတွေထဲမှာကလေး38ဦးအမျိုးသမီး132ဦးပါတယ်လို့၎င်းပြောခွင့်ရှိသူကပြောပါတယ်။၎င်းကမြို့တော်တီဟီရမ်မှာရှိတဲ့ Evan အကျဉ်းထောင်ကိုအစ္စရေးကတိုက်ခိုက်ခဲ့မှုအတွင်တေဆုံးသူ82ဦးလို့ထုတ်ပြန်ထားတာကို89ဦးလို့လည်းပြင်ဆင်ကြေညာခဲ့ပါတယ်။ဇွန်23ရက်ကစတင်ကအစ္စရေးက အီရန်နျူကလ িয়ার အဆောက်အုံတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးအီရန်ဘက်ကထိပ်ပိုင်းတပ်မှုတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေတည်ဆောင်းခဲ့ကအီရန်နဲ့ဆင်နွှဲခဲ့တဲ့1980အလွန်စစ်ပွဲနောက်ပိုင်းအီရန်အတွက်အဆိုးဆုံးအထိနာမှုဖြစ်လာခဲ့ပါတယ်။အီရန်နိုင်ငံသားကြီးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအက်စမေဘက်ကာအီကအစ္စရေးရဲ့ရန်လိုမှုကြောင့်ဆေးရသွေးမှုများစွာဖြစ်ခဲ့ကြောင်းအီရန်ကတပ်တွေအထောက်အထားတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေထံလွှဲပေးမှာဖြစ်ပြီးအစ္စရေးကိုတာဝန်ခံမှုလောက်ခိုင်းတင်ကြောင်းပြောပါရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကအီရန်ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရဒဏ်ရာရသူဥယေက4,880ဦးရှိပါတယ်။အမေရိကန်အခြေစိုက်လူအခွင့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာအီရန်မှာရှိတဲ့ဒေသုံသူကတင်ဝင်အရေးအတွက်ထပ်ပုံများနေပြီး1,190ဦးလို့ဆိုထားပြီးအရက်သား436ဦးပါဝင်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အိုင်ဒါဟိုပြည်နယ်မှာမိသက်သမားများကိုချောင်းမြောင်းပစ်ခဲ့သူယုံကြည်ရသူဤရုပ်လောင်းကိုအာဏာပိုင်များတွေ့ရှိဆွဲတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ ်ဇွန်29ရက်မှာတော်မီကိုလောင်စားလောင်စီခဲ့တယ်လို့တန်တရားရှိထားပြီးအမေရိကန်အနောက်မြောက်ပိုင်းအိုင်ဒါဟိုပြည်နယ်မှာတော်မီကိုငိမ့်နေနေတဲ့မိသားသမားတွေကိုချောင်းမြောင်းပစ်ခတ်ခဲ့သူလို့ယုံကြည်ရတဲ့တဦးသီးသောတနတ်သမားရဲ့ရုပ်အလောင်းကိုအမေရိကန်တာဝန်ရှိသူတွေက တွေ့ရှိခဲ့ပါတယ်။ ချောင်းမြောင်းပြစ်ခတ်ခံရတာကြောင့်မိသက်သမားနှစ်ဦးသေဆုံးခဲ့ပြီးတဦးတရားရခဲ့တယ်လို့သိရပါဗျ။ပြစ်ခတ်သူလို့ယုံကြည်ရတဲ့တနက်သမားကိုကိုတီနိုင်ကောင်တီမှာရှိတဲ့ကန်ဖီတောင်ပေါ်မှာတနက်နဲ့အတူတွေ့ရှိခဲ့ပါဗျ။တော်မီတွေလောင်းနေစဉ်နိုင်ရီအတန်းကြားပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်၎င်းရဲ့ယုံလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါဗျ။ ကနဝတ်ချက်လက်တွေကိုအခြေခံပြီးပြောရမယ်ဆိုရင်ပြည်သူကတူရဲဆိုတာကျွန်တော်တို့ယုံကြည်ပါတယ်လို့ကိုတီနိုင်ကောင်တီရဲ့ဥပဒေထိန်းသိမ်းရေးအရာရှိ Robert Norick ကဇွန်29ရက်ညနေပိုင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်လူအတိုင်းဝိုင်းကိုချိန်ချမှုမရှိခဲ့ဘူးလို့ဆိုပါရယ်မီးလောင်မှုရည်ရွယ်ချက်ရှိရှိလုံဆောင်ခဲ့တာဖြစ်တယ်လို့၎င်းကဖြည့်ဆွတ်ပြောကြားခဲ့ပါရယ်နောက်ဆုံးအားသာတဲ့ပုံတွေနဲ့အတင်းမှာအန်ဘူမိုဆက်နေဖို့မဖြစ်နိုင်ဘူးလို့ ဖရန့်ဖို့အတီးပြုဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန်ချက်စတာယူနိုက်တက်အသင်းပြမှတ်အန်ဘူမိုဟာအသင်းမှာလာမယ့်ရာသီစက္ကသားသွားဖို့မဖြစ်နိုင်ကြောင်းဖရန့်ဖို့အားကစားဒရိုက်တာဖီဂီလက်ကအတီးပြုပြောကြားခဲ့ပါတယ်။ဒါပေမဲ့၎င်းက Brandfors အသင်းအနေနဲ့အမ်ဘူမိုကိုထိုက်တန်တဲ့ပြောင်းရွှေ့ခြေရမှရောင်းချမယ်လို့ထံလောင်းပြောခဲ့ပါရယ်။ Cameron လည်းရွေးစဉ်တိုက်စင်မှုအမ်ဘူမိုဟာ Manchester United အသင်းကိုပြောင်းရွှေ့ဖို့အလွန်နှီးစက်နေပြီးပြောင်းရွှေ့ခြေညှိနှိုင်းမှုသာကြံတော့တာပါ။ Brandfors အသင်းက Manchester United ရဲ့နောက်ဆုံး ပေါင်62ဒသမ5သန်းတန်ကံလတ်မှုအပေါင်းဝင်နှစ်ကြိမ်တိုက်တိုက်ညှင်းဆန်ထားခဲ့ပါတယ်။ MMO ကိုရိုင်းကလည်း Manchester United အသင်းကိုပြောင်းရွှေ့လိုတယ်လို့ Brentford အသင်းထံသတင်းပို့ထားပြီးဖြစ်ပါတယ်။ MMO ကိုနီးပြဟောင်း Thomas France ကင်တွင်နေတဲ့စပါးအသင်းအပေါင်းဝင် Champions League ဝင်ခွင့်ရအသင်းတွေလည်းစိတ်ဝင်စားခဲ့ကြပါတယ်။လယ်ပြင်ရုပ်သံရဲ့ဇူလိုင်လ1ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။